မကြခင်မှာရွေးကောက်ပွဲကျင်းပပါတော့မယ်ဒီတော့မဲပေးရမှာပေါ့ဘယ်ပါတီတွေကိုမဲပေးကြမလဲဘာကြောင့်မဲပေးကြမလဲဒါတွေကိုစဉ်းစားကြရတော့မှာဟုတ်ပြီဒီဗီဒီယိုဖိုင်မှာမဲပေးဖို့ကိုမပြောပဲမဲမပေးမဲ့ပါတီမဲမပေးရမဲ့ပါတီကိုစဉ်းစားကြည့်အောင်မလို့သူတွေ ခေါ်နေကြတဲ့အခေါ်ဝေါ်လေးရှိပါတယ်။ကြံ့ဖုံကြံ့ခိုင်ရေးပေါ့ဒီလိုခေါ်ကြပါတယ်။ပြည်တော်စုကြံ့ခိုင်နဲ့ဖွံ့ဖြိုးရေးပါတီဟုတ်ပြီဗျာကျွန်တော်တို့တွေကြံ့ဖို့ကိုမဲမပေးဘူး။ဘာကြောင့်မပေးတာလဲ။တို့မှစစ်သားလူထွက်တီပါလို့ဒါကြောင့်မဲမပေးဘူး။ပြီးတော့ပါတီကိုဥဆောင်နေတဲ့လူတွေကအသက်ကြီးတယ်။ဟုတ်ပြီဒီတစ်ချက်ကြောင့်ကျွန်တော်တို့ကမဲမပေးဘူး။ ဒီနှစ်ချက်ကြောင့်အဲ့ဒီပါတီကိုမချိုက်ဘူး။ Okay ။ဒါဆိုရင်ဒီလိုလေးစဉ်းစားကြည့်ရအောင်။စစ်သားလူထွက်တီပါခဲ့တဲ့နိုင်ငံရေးပါတီဗမာပြည်မှာပထမဦးဆုံးစစ်သားဘဝကနေလူထွက်ပေါင်းပြီးချုပ်ပြီးတော့နိုင်ငံရေးပါတီတွေကိုဝင်ခဲ့တဲ့ပုဂ္ဂိုလ်ကြီးရှိပါတယ်ပထမဦးဆုံး ဘောင်းမီချုပ်ပြီးဘန်ကောက်ပစိုးပြောင်းဝတ်ပြီးဘိုလ်ချုပ်ဘွားကနေပါတီခေါင်းဆောင်ဘွားပြောင်းသွားတဲ့လူကြီးတယောက်ရှိပါတယ်အဲ့ဒီတော့စစ်သားတွေလူထွက်ပြီးပါတီတွေဝင်တာအဆမ်းမဟုတ်ပါနောက်တစ်ချက်ဟုတ်ပြီကြံခိုင်ပါတီကြံဖို့ပါတီလူကြီးတွေကဥဆောင်နေလို့ဆိုတော့ခုလက်ရှိအမေရိကန်နိုင်ငံမှာသမ္မတလုပ်နေတဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့် သူ့အသက်ဘယ်လောက်ရှိပြီလဲရုရှားသမ္မတပူတင်သူ့အသက်ဘယ်လောက်ရှိပြီလဲတရုတ်နိုင်ငံခေါင်းဆောင်သူ့အသက်ဘယ်လောက်ရှိပြီလဲအသက်ကြီးတော်လေ အတွေးခေါ်တွေတစ်လွင်နေတဲ့လူကြီးတွေရှိပါတယ်အသက်ကြီးလာတယ်ဆိုတာတာမန်ပုံစံမျိုးနဲ့သူတို့တွေအသက်ကြီးလာကြတာမဟုတ်ပါဘူး ဲ့တော့ဗျာအရှိကြီးတွေမပြောချင်ပါဘူးဟုတ်ပြီကျွန်တော်တို့တွေကကြံ့ဖို့ကိုမဲမပေးဘူးဘာကြောင့်မဲမပေးလဲစစ်သားလူတွေတွေပါလို့ဥဆောင်တဲ့သူတွေကအသက်ကြီးလို့ဒါဆိုရင်အဲ့ဒီနှစ်ချက်ကိုခမည်းတော်စဉ်းစားကြည့်ပါဗမာပြည်မှာစစ်သားလူတွေပထမဆုံးစစ်သားလူတွေဘုံမီချွတ်ပြီးနိုင်ငံရေးလောကထဲဝင်ခဲ့တာဘသူလဲဘသူနဲ့ပတ်သက်နေခဲ့တယ်လဲနောက်တစ်ခါကဘာဘွားရှိတဲ့တိုင်းပြည်တွေမှာဥဆောင်နေတဲ့နိုင်ငံခေါင်းဆောင်တွေအားလုံးအတော်များများပေါ့ဗျာ ရှေ့တန်းရောက်နေတဲ့တိုင်းပြည်လို့ပြောရင်တော့ရှေ့တန်းရောက်နေတဲ့တိုင်းပြည်အကုန်လုံးမှာဥဆောင်နေကြတဲ့နိုင်ငံကောင်းဆောင်တွေကအသက်တွေကြီးကြပါတယ်လောလောဆယ်မှာဒီလောက်နေပဲပြောပြထားပါကျွန်တော်မေ့လို့ဆိုပါ